အားလုံးပဲ BND ရေကင်းရှင်းကြပါစီခင်ဗျာအဲကျွန်တော်ကတော့ support ဗီဒီယိုမြန်မာကိုဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာလေးကတော့ကျွန်တော် channel ကလောလောဆယ်ချိန်ဒီမှာအာဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ငလင်ကြောင်းကျွန်တော် channel မှာဗီဒီယိုတွေမတင်ပါမတင်ထားပါဘူးဘောနော်ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးဟိုဟာဖြစ်တဲ့ဒီလိုမျိုးဒုက္ခကြီးဒုက္ခကြီးကြုံနေရတဲ့အချိန်မှာ ဒါကျွန်တော်တို့ပြည်သူတွေကိုလည်းထပ်ပြီးစိတ်မဆင်းရဲစေချင်တဲ့အတွက်ကျွန်တော်တို့ရှိမှာကျွန်တော်တို့ channel မှာဗီဒီယိုတွေမတင်မနဲ့နေလာခဲ့တာပါကျွန်တော်တို့တစ်ဖက်တစ်လမ်းအနေနဲ့ဒီငလင်ပေးအတွက်အကြုံတွေ့ခံစားနေရတဲ့ပြည်သူတွေကိုကျွန်တော်တို့အဲဒါထောက်ပို့လူဒန်းနိုင်အဲဒါအဲလူဒန်းတာတွေလုပ်ပြီးနေပါတယ်ကျွန်တော်တို့ channel ကတော့အော်ဒါတော်လိုင်းအတွက်အသီးသားလုပ်နေတဲ့ channel ဖြစ်တဲ့ကြောင့်မို့ကျွန်တော် channel ကရရတဲ့ပတ်စံဟိုတော့ ဒါမြင်းကလေးပေးအတွက်တော့ကျွန်တော်တို့မလူပါဘူး။ငါဒါမဲ့မြင်းကလေးပေးအတွက်ကျွန်တော်ရဲ့ဝင်ငွေရဲ့ကျွန်တော်တို့မိသားစုရဲ့ဝင်ငွေတိတက်အဲလှူဒန်းနေတာရှိပါတယ်။ဆက်လက်လှူဒန်းသွားအောင်မဲ့အနေထားရတယ်ရှိပါတယ်။ကျွန်တော်ဇေယတော့သခိုင်းနဲ့မန္တလေးအဲဒီပျော်ဝယ်နေရာတွေပေါ့နော်။အဲ့နေရာတွေတော့ကျွန်တော်တို့အဲလှူထားပါတယ်။ဟိုအခုကျွန်တော်ပြောပြချင်တာကတော့အခုကျွန်တော်ဒီကနေ့ဒီ နောက်ပိုင်းမှာကျွန်တော်ပြန်ပြီးတော့မှဗီဒီယိုတွေပြန်တင်ပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တော်လန်ရေးကိုလည်းအရှင်ရက်တန့်သွားလို့မရဘူး။ဆက်လုပ်လုပ်ရစီရှိတာဆိုတော့ဆက်လုပ်သွားမှရမယ်။အခုပြည်သူတွေခံစားနေရတာကလည်းဒါခေစနစ်မကောင်းမှုအဲဒီအစိုးရမကောင်းတဲ့ကိစ္စတွေကြောင့်ပို့ပြီးတော့မှပြည်သူတွေပိုခံစားနေရတယ်။အဲကျွန်တော်ခုတနေ့ကဆိုရင်ဒါဆရာကြီးအဲဆရာကြီးဒေါက်တာဇော်ဝေဆိုးရဲ့ဒါအင်တာဗျူးကိုကျွန်တော်ကြည့်လိုက်ရတယ်ပေါ့နော်။ကြည့်လိုက်တော့အဲကျွန်တော်အင်မတန်ခံစားရတယ်ကျွန်တော်အင်မတန်ဝမ်းနည်းရတယ်။ အာအင်မတန်စေတနာပါတဲ့လူတွေအင်မတန်တိုင်းပြည်ကိုကောင်းစေခြင်းတဲ့လူတွေအနှစ်နာခံခဲ့တဲ့လူတွေအဲတိုင်းပြည်မှာမရှိတဲ့ခါကျတော့ပြည်သူတွေပို့ပြီးခံစားရတယ် ဒါဒါရေဘေးရောမုန်တိုင်းတွေရောဒါငလင်ဘေးတွေရောတောက်လျှောက်ကိုဒီစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာကြုံတွေ့နေရတယ်ဒီလိုကြုံမကြုံတွေ့ရဘူးလဲကျွန်တော်တို့အရင်အစိုးရလက်ထက်မှာအာဒါပြင်ဆင်မှုတွေအများကြီးပြုလုပ်ဖို့စူးစမ်းခဲ့ကြတယ်အဖွဲ့အစည်းတွေအားလုံးနဲ့ဒါအဲနိုင်ငံတော်ဘတ်ဂျက်ကြီးနဲ့အဲဒါအများကြီးဒါကာကွယ်နိုင်မှုပြည်သူတွေကိုကာကွယ်နိုင်မှုစူးစမ်းခဲ့ကြတယ်။ဒါမဲ့စေအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒါတွေအားလုံးအကောင့်ထဲမပေါ်ဖြစ်ဘူး။အားလုံးဆုဆုံမြုံသွားတယ်ပေါ့နော်။ အခုတကယ်တကယ်တမ်းဒီလားကလာကြီးလည်းဖြစ်ကြသေးခါကြတော့စစ်ကောင်စီအနေနဲ့ဘာမှမလုပ်သေးနိုင်ဘူးရဟင်းတွေတုံးပြီးတော့မှပြည်သူတွေကယ်တာရေမရှိဘူးရန်ရရေတုံးပြီးတော့ပြည်သူတွေကယ်တာရေမတွေ့ရဘူးဒီမြန်မာနိုင်ငံကြီးမှာတိုးတက်နေတဲ့အချိန်ကြီးမှာဒီမြန်မာနိုင်ငံကြီးတစ်ခုဖြစ်ရင်မိမိချင်းစင်းကြည့်ပြီးတော့မှလှုပ်ပြီးတော့အစိုးရကြီးကကူညီပေးနေတဲ့အချိန်မှာကျွန်တော်နိုင်ငံကအပြက်စီးတွေကြားရမှာပဲရေပေါင်းများစွာနိုင်ပေါင်းများစွာပိတ်မိနေပြီးလူတွေမတည်တည်မဲတည်ရတယ်ကျွန်တော်မနေ့က ဒီကျွန်တော်အဲဟိုဆရာကြီးရဲ့အင်တာဗျူးကြည့်ရဆိုရင်သူတို့တွေရဲ့ပညာသားပါမှုဘယ်လောက်ထိပြင်ဆင်ထားလဲဘယ်လိုလုပ်ဖို့အတွက်ထွေးထားရဲဆိုတာကြီးကိုမြင်ရတယ်။ဟာသူတို့ပြောတာရေဆိုရင်ဒါ အဲဒီစစ်ကောင်စီကဒါဝါပြစ်မယ်ဆိုရင်သူတို့ချက်ချင်းမန္တလေးကိုသွားဖို့အတွက်အထုပြင်ထားပြီးပုံနော်ဆရာဆရာဆရာကြီးစော်ဝေဆိုးဆိုလည်းတော့ပြီးတော့သူတို့ကချုပ်တင်ပြင်ထားတာပြည်ကြောင်မြင်းကလေးလှုပ်ပြီးတနာရီမှာတနာရီကြာမှာဘာလုပ်ရမလဲနှစ်နာရီကြာမှာဘာလုပ်ရမလဲ6နာရီကြာမှာဘာလုပ်မလဲ7နာရီကြာမှာဘာလုပ်ရမလဲ24နာရီကြာမှာဘာလုပ်ရမလဲ48နာရီကြာမှာဘာလုပ်ရမလဲဆိုတော့သူတို့မှာအစီအစဉ်တွေအားလုံးရှိပြီးသားကျွန်တော်တို့အားလုံးကလည်းဒီအစီအစဉ်တွေအားလုံးရှိရရှိရဆိုတာတည်ထားပြီးသား အအစိုးရတည်းဖြစ်လာပြီဆိုတော့ဒါစီအကုန်လုံးပြင်ဆင်ထားရမှာအခုတော့ဘာမှပြင်ဆင်မှုကမရှိလူပေါင်းများစွာအုပ်ပုံနေကြမှာပဲဟိုမတည်တဲ့သူတွေလည်းကြာကြာအုပ်ပုံပြီနေတဲ့အခါကျတော့မတည်တယ်မနေတည်သွားတဲ့လူတွေလည်းအများကြီးရှိရဲဒါစခိုင်းမှာလို့ပြောဝဲမှာလို့ကျွန်တော်ကြားနေရတယ်အဲဒါဟိုမြင်နေမြင်တွေ့နေရတယ်ဗောနော်လက်တွေ့လည်းတွေ့နေရတယ်အဲမတန်ဝမ်းနေစရာကောင်းတယ်ဘာပြင်ဆင်မှုမှမရှိဘူးဘာပလန်မှမရှိဘူးဘာမှမလုပ်ဘူးဒီလိုမျိုးအစိုးရတည်းရဲ့ရှိနေရဲ့ အတိုင်းကြာကျွန်တော်နေအလကားပဲကျွန်တော်ပြည်သူတွေကအဆုလိုက်ပြုံလိုက်ကြီးတေဦးမှာပဲဒီလိုမျိုးသာဘာမှပြင်ဆင်မှုမရှိဘာမှမလုပ်ပြီးတေသွားမှဝန်နေဝန်နေချင်းအထိမ်းမှန်နေနဲ့လန်ဒဝဲချလာရေးပါလေလူမကယ်ပဲနဲ့ဒီလိုမျိုးဝမ်းနေတာရေးလာတယ်ဒါလည်းစစ်ကောင်စီအတင်းကြီးလုပ်ခဲ့ပြီးသားပဲကိုဗစ်တုန်းကလည်းဒါဟိုအရင်ဆိုရတဲ့ထက်မှာ အာဒါကိုဗစ်ကိုဖြည့်ရှင်းကြိုက်ပြပုံနဲ့စစ်ကောင်စီဆိုရတဲ့ထက်မှာကိုဗစ်ဖြည့်ရှင်းကြိုက်ပြပုံမတူဘူး စစ်ကောင်စီလက်ထက်မှာပါလေပူပိလူနာစီအောက်ဆီဂျင်ရဖို့ကြိုးစားမပေးမနဲ့တကြိုဆက်အစ်တီစောက်တာတို့တင်ကြံကုန်မီနီယာချဲ့တာတို့ဒီလိုလုပ်ခဲ့တာစစ်ကောင်စီရဲ့အဲပြင်ဆင်မှုမရှိဘာမှမန်နေဂျမန့်မရှိဘာအသော်ရတီမှမရှိဘာသာဘာမှအဂျန်တီမရှိအင်တယ်လီဂျန့်မရှိရဲ့ဟာဒီကျွန်တော်တောက်လျှောက်တွေးကြုံခန်းစားခဲ့ရပြီးပြည်သူတွေတောက်လျှောက်မသိသင့်ပဲတည်ခဲ့ရပြီးအခုလည်းတည်ရပြန်ပြီဒါဆိုရင်တိုက်ပုံတွေအောက်မှာရောက်နေတဲ့ အဲဒီအုပ်ပုံအောက်ဒီမှာရောက်နေတဲ့အချို့လူတွေဆိုရင်ဗျာကျွန်တော်တို့ကယ်တိုင်နဲ့အဲ24နာရီအတွင်း48နာရီအတွင်းကယ်လိုက်ရင်အသက်ရှင်ရတဲ့နဲ့မကယ်တိုင်တဲ့လူတွေအများကြီးပဲကျွန်တော်စကိုင်းမှာဆိုရင်ဒါဆရာလေးအကြောင်းနေမှာဆိုတဲ့ဆရာလေးနဲ့တွေ့အချိန်မှာပြောတယ်မနေ့ကတည်းကအသက်ရှင်နေသေးတယ်အော်နေသေးတယ်ကိုကဘယ်လိုမှကယ်ကယ်ဖို့မရနိုင်ဘူးလူလည်းမရှိဘူးရန်လေးကလည်းမရှိဘူးဘာမှကယ်စရာလည်းမရှိဘူးအဲ့လိုနေပဲဆုံးရှုံးရတဲ့လူတွေအများကြီးပဲအဲ့မတန်ဝမ်းနေဖို့ကောင်းတယ်ဗျာကျွန်တော်တို့ဒီတစ်ခါခံစားရတာ တဘောဖြစ်ဆိုးတွေကလည်းဒီလိုကောင်းနေအုပ်ချုပ်နေတဲ့အချိန်မှာပဲအမြင်နဲ့ထားဖြစ်ရတယ်။ကျွန်တော်အင်ဂျင်ဝမ်းနေရတယ်၊နာကျင်ရတယ်။အာဒီပြည်သူတွေကလည်းကျွန်တော်တို့ရဲ့အသွေးအသားတွေပဲဗျာ။သူတို့တွေအေးသူတို့ဒီပြည်သူတွေရှိနေလို့ကျွန်တော်တို့တော်လိုင်းရဲ့ဟိုအတိုင်းအတာကိုကြည့်အဲရောက်ရှိနေတယ်အောင်မြင်နေတယ်။အခုတို့ဒီပြည်သူတွေခံစားရတယ်ကျွန်တော်တို့ထပ်တူခံစားရတယ်။ဝမ်းလည်းနေတယ်ဗျာ။ အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးအတွက်အများကြီးဆက်ပြီးလှုပ်လှုပ်မယ်အများဆုံးအောင်အောင်သူဒီကောင်းကြီးဒီလိုစစ်မိတ်စာတွေကိုကျွန်တော်အမြန်တိုက်ထုတ်မယ်အဲ့မှာပြည်သူတွေကိုကျွန်တော်ပို့ပြီးကာကွယ်နေမယ်ပြည်သူတွေမတည်တည်မဲ့တည်တာတွေကိုကျွန်တော်ရက်တက်နိုင်မယ်အများကြီးလည်းလှုပ်ပေးနိုင်မယ်ဗိုလ်တန်ဒီယာတွေလည်းအများကြီးထွက်လာမယ်ကျွန်တော်တို့အားလုံးပြီးသွားလို့ရှိရင်ပို့ပြီးအောင်လုပ်နိုင်အောင်မယ်အခုကဘယ်သူမှလည်းမရှိဘူးပူမဲ့ကင်မဲ့သူကလည်းနိုင်ငံတကာအကူအညီတောင်းတဲ့ဟာတွေကိုပဲဒါတွေကပဲလိုက်ကြတယ်ကိုယ့်နိုင်ငံရဲ့ဗိုလ်တန်ဒီယာတွေကလည်းနေ့ချင်းတော့ပဲလိုက်ကြနေတယ် စစ်ကောင်စီကဘာမှမလုပ်ပြီးနိုင်ဘူးဘာပြင်ဆင်မှုမလုပ်ပြီးနိုင်ဘူးဘာမှလည်းမကူညီနိုင်ဘူးစစ်ကောင်စက်တိုင်ညီမယ်ဆိုမင်းရောက်လာထက်တောင်ပြောလိုက်ပြီအဲ့ဟောလို့မဆုံးပါဘူးဗျာတိတ်လည်းမအဲ့ဟောလို့ပါဘူးဒါကြီးကမထူးပါဘူးကျွန်တော်တို့ဖြစ်ဆက်ဆက်မှာကျွန်တော်တို့ဒါကြီးကြုံတွေ့ခံစားခဲ့ရပြီးပါပဲကျွန်တော်တို့ဆက်ပြီးရုံးကြမယ်ကျွန်တော်တို့မှကျွန်တော်တို့ပဲရှိရဲကျွန်တော်တို့အများကြီးကြိုးစားသွားကြမယ်ပြည်သူ့အားလုံးလည်းအားတင်းထားကြပါကျွန်တော်တို့တက်တန်ရေးဘက်ကအများကြီးလှုပ်ဆောင်ပေးနေပါလေတကယ်လည်းမြေပြင်ကြီးရောက်အောင်ကျွန်တော်တို့ကူညီဆောင်ရွက်ပေးနေပါလေ အားလုံးဖေးကင်းကြပါစီခင်ဗျာမြန်မာပြည်ရဲ့အမြန်ဆုံးအေဂျင့်မှုအတွက်ဒီစစ်မိတ်ဆာယူရီလောက်ကလွတ်မြောက်ဖို့အတွက်ကျွန်တော်အားလုံးအတူတူယုံကြည်ကြပါစီခင်ဗျာပြည်သူများအားလုံးစမ်းမချမ်းသာဖေးကင်းကြပါစီဗျာ